မင်္ဂလာပါရှင်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ကဖမ်းသွားတဲ့ရေပြူဒေသခံ10ဦးကျော်ပြန်မလွတ်လာသေးတဲ့အကြောင်းကံမောင်းမှာနေအိမ်ဖောက်ထွင်းခိုးယူခံရမှုတွေဆက်တိုက်ပြန်ဖြစ်လာတဲ့သတင်း။ရိမ်းမြို့မှာအိမ်သုံးဆေးဝါးတည်ဆောက်မှုနဲ့ဖမ်းဆီးခံရသူ9ဦးအဆက်အသွယ်ပြတ်နေတဲ့သတင်း။စစ်မှုထမ်းတင်နန်းစစ်နှစ်ဦးဒေါနာတယင်းထံကို လက်နက်နဲ့အတူခိုလုံလာတဲ့တဲ့င်းဂါဇာအပြည့်ရက်ရီအမေရိကန်အစိုးပြုချက်တစ်ကို ဟာမတ်စ်ကညင်းပယ်တဲ့အကြောင်းနဲ့ရွှေနဲ့ဗက်ဇီတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရေပြူမြို့နယ်တဲကဒဝဲအထူးစီးပွားရေးဆောင်ဒေသကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဖမ်းသွားတဲ့အရသား12ဦးထက်မနည်းဟာ၃ရက်ကြာတဲ့အထိပြန်မလွတ်လာသေးဘူးလို့ဒေသခံတွေကပြောပါဗျ။မေလ28ရက်ကတဝက်အထူးစီးပွားရေးဆောင်ဧရိယာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီးအမျိုးသမီးအမျိုးသား၁၂ဦးထက်မနည်းကိုစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ရလန်ရွာက6ဦး၊ခမောင်းချောင်းရွာက3ဦး၊ပဲခူးစွန်းရွာက3ဦးပါဝင်ပြီးလူငယ်လူလတ်ပိုင်းအမျိုးသမီးအမျိုးသားတွေနဲ့တပ်ကြီးရွယ်ဦးတွေလည်းပါတယ်လို့ဒေသခံတွေကပြောပါတယ်။မေလ29ရက်မှာဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့စစ်ကောင်စီတပ်နဲ့ တော်လိုင်းရဲတပ်တွေဧကနီယွာအနီးမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လဲဒေသခံမျိုးသားတအုပ်ကပြောပါရယ်ဒီကနေ့မနက်6နိုင်လောက်မှာလဲပြစ်ခတ်တန်တွေကြားရပြီးဧကနီယွာကနေစစ်ကောင်စီတပ်တွေပြန်ဆုတ်နေကြတယ်လို့ဒေသခံတချို့ကပြောပါရယ်ရေပြူမျိုးနဲ့ကံပေါင်းရွာမှာအခုမေလအတွင်းနေဖောက်ထွင်းခိုးယူခံရမှုတွေဆက်တိုက်ပြန်ဖြစ်လာနေတယ်လို့ဒေသခံတွေကလည်းသိရပါဗျ လဲကုံရက်ကွက်နဲ့တိရိမင်္ဂလာရက်ကွက်ကနေအိမ်နှလုံးမှာမေလ28ရက်နဲ့28ရက်ညတကောင်ကျော်အချိန်တွေမှာဖောက်ထွင်းခံရတာလို့ရက်ကွက်နေသူတွေကပြောပါဗျ။လဲကုံရက်ကွက်ကဖောက်ထွင်းခံရတဲ့အိမ်ကဖုံးတွေခိုးယူခံရပြီးတိရိမင်္ဂလာရက်ကွက်ကဖောက်ထွင်းခံရတဲ့အိမ်ကတော့တခိုးဝင်တဲ့အချိန်မှာအင်ရှင်တွေနိုးလာတာကြောင့်ပစ္စည်းခိုးတာမခံရဘူးလို့ပြောပါဗျ။ အင်ရှင်တွေကရက်ွက်ကိုအော်ဟစ်အကူအညီတောင်းခဲ့တာကြောင့်ရက်ွက်ကလူတွေဝိုင်းလိုက်တဲ့အခါမှာတခိုးထွက်ပြေးလွတ်မြောက်သွားပြီးတခိုးစီးလာတဲ့ဆိုင်ကယ်တစ်စီးတော့ကျန်ခဲ့တယ်လို့အဲ့ဒီရက်ွက်နေတဲ့သူတူကပြောပါတယ်။မေလာဒုတိယပတ်ကလည်းကံပေါက်ရွာလှဲကုံရက်ွက်နဲ့မိချောင်းအိုင် ရက်ွက်မှာနေအိမ်ဖောက်ထွင်းခံရပြီးဆိုင်ကယ်၄စီးခိုးယူခံခဲ့ရတယ်လို့ကံရံကန်ရှင်နဲ့နီးစပ်တဲ့သူတွေကပြောပါတယ်။ ခိုးသွားတဲ့ సైకిల్ တွေကိုကလင်အောင်မြို့နယ်ဇင်းပါရွာကလက်ခံဝယ်ယူထားတဲ့သူတဦးစီကနေပြန်လဲရရှိခဲ့ပြီး సైకిల్ လာရောက်ရောင်းချခဲ့သူ အသက်20ဝန်းကျင် ကံပေါက်ရွာကမြို့သား2ဦးကိုကံပေါက်နယ်မြေရဲစခန်းမှာဖမ်းထားတယ်လို့ဒေသခံတွေကပြောပါရယ်ဖမ်းထားတဲ့သူ2ဦးထဲက2ဦးဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကကံပေါက်ရွာကစေယုံနဲ့နေအိမ်တွေမှာဖောက်ထွင်းခိုးယူမှုတွေရှိခဲ့လို့မောရမတီရေတက်ကဖမ်းဆီးခေါ်ဆောင်သွားတဲ့သူပဲဖြစ်ပါရယ် အာနာသိမ့်ပြီးတဲ့နောက်ကံမောင်းရွာမှာခိုးမှုတွေခက်ဆစိတ်ဖြစ်လာတာပါမြိတ်တနင်းသာရီပြည်တော်စုလမ်းပေါ်မှာရှိတဲ့ကျင်းနန်းတိုင်တရာစစ်စေးရိတ်ဂိတ်မှာအိမ်သုံးဆေးဝါးတွေဖမ်းဆီးခံရပြီးတဲ့နောက်အဲ့ဒီနေ့ညမှာပဲမျိုးပေါ်ရက်ကွက်မှာနောက်ဆက်တွဲဖမ်းဆီးခံရသူ၅ဦးရှိလာတယ်လို့မိသားစုနဲ့နီးစပ်သူတွေထံကနေသိရပါဗျ။စစ်ကောင်စီကဆေးဝါးနဲ့ဆန်းအပါအဝင်73စီတဲဆောင်ခွင့်ပိတ်ထားပြီးအခုနှစ်မတ်လကစလို့ တင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်နေပါဗျ။မေလ14ရက်ကမြိတ်ကနေတနင်္သာရီဘက်ကိုဓာတ်စီပီပါတွေတင်ဆောင်လာတဲ့ကုန်ကားကို စစ်ဆေးရမှာအိမ်သုံးဆေးဝါးတွေကိုဖမ်းမိခဲ့တာဖြစ်ပါဗျ။စစ်ကောင်စီတပ်သားတွေကကာသမားကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်မြိတ်မျိုးပေါ်ရက်ကွက်ကတူနာပြုတ်ဆီယာမလင်များတွဲတွဲတူနာပြုတ်ဆီယာမနောက်တူနဲ့မောင်ဖြစ်သူနောက်ထပ်မင်းကလေးတူကိုအဲ့ဒီနေ့ညမှာပဲဖမ်းဆီးခဲ့တာပါမေလ14ရက်ညရဲကဖမ်းဆီးခင်ရတဲ့သူတို့၅ဦးဟာ မိသားစုနဲ့တကြိမ်သာတွေ့ခွင့်ရခဲ့ပြီးမေလ26ရက်နေ့အထိနောက်ထပ်အဆက်အသွယ်မရပဲဖြစ်နေတယ်လို့မိသားစုနဲ့နှီးဆက်သူတွေကပြောပါဗျ။ကျင်းနနိုင်တရားစစ်စေးရေးဂိတ်မှာစေဝါတင်ဆောင်လာလို့ဖန်းစီခံရသူ9ဦးထက်မနည်းရှိလာပြီလည်းဖြစ်ပါတယ်။အခုနှစ်ဧပြီလ26ရက်ကလည်းစားသုံးစီ5ဘူးတည်လာပြီး4ဘူးလို့ပြောမိတဲ့တညက်ကြေးရွာကအသက်50ဝန်းကျင်အရွယ်အမျိုးသမီးတဦးကိုအဲ့ဒီစစ်စေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေကစစ်ဆေးပြီး စားစီတပူးကို အတင်းအဓမ္မတောက်ခိုင်းခဲ့တာကြောင့်တေဆုံးသွားခဲ့ရပါတယ်စစ်မှုထမ်းအပတ်စဉ်6တင်နန်းစင်2ဦးမေလ29ရက်နေ့ကပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်းဒေါနတရင်ထံကို MA3 တနက်တလက်နဲ့အတူဗတ်ပြောင်းခိုးလုံလာတယ်လို့အဲ့ဒီတရင်ကထုတ်ပြန်ပါတယ်ဗတ်ပြောင်းခုလွန်လာသူနှစ်ဦးဟာပဲခူးတိုင်းဒိုင်ဦးမြို့နယ်ကအသက်20အရွယ်ကိုရန်လင်းထွန်းနဲ့ အသက်24နှစ်အရွယ်ကိုနေသူအောင်လို့ဖြစ်ပါတယ်။ကိုရန်လင်းထွန်းဟာတာမန်ကျောင်းသားလူငယ်တူဖြစ်ပြီးတော့ညဘက်အပြင်သွားတဲ့အချိန်စစ်သားစုဆောင်ခံရတာဖြစ်ပါတယ်။ဆိုင်ကယ်တက်စီဆွဲစားနေတဲ့ကိုနေသူအောင်ကတော့ညဘက်ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့အချိန်မှာစစ်သားစုဆောင်ခံခဲ့ရတာဖြစ်တယ်လို့ကံကံရှင်တွေကဒေါနာတယင်းကိုပြောပါတယ်။သူတို့နှစ်ဦးဟာစစ်မှုထမ်းပတ်စဉ်6တင်နန်းကိုမွန်ပြည်နယ်တန်ဖြူစရက်မြို့နယ် ဝဲကလေးရွာအခြေဆိုင်အမှတ်လေးတက်မတော်တန်းမြင့်လေးကျင်ရီတင်တန်းကျောင်းမှာတက်ရောက်ခဲ့တာပါ။အဲဒီနောက်တနင်္သာရီမြို့နယ်အခြေဆိုင်ခမာယ998စစ်ကောင်စီတက်ရင်ကိုပို့ဆောင်ခံရသူတွေဖြစ်တယ်လို့ဒေါနာစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ဖြစ်တဲ့ဘူဟာ33စစ်စင်ရေးမှူးရဲဘော်စောဒါကိုကပြောပါရယ်ဂါဇာမှာအပြစ်ခတ်ရဲစဲရေးနဲ့ဓားစာခံပြန်လွှတ်ပေးရေးသဘောတူညီချက်တဲ့ရရှိရေးအတွက် အမေရိကန်အစိုးပြုတ်ချက်ကိုညှင်းပယ်သွားမယ်လို့ Hamas အဖွဲ့ရဲ့အစ်မြင့်အရာရှိတကူကပြောကြပါဗျ။ Israel ဘက်ကအစိုးပြုတ်ချက်ကိုသဘောတူညီထားပြီးဖြစ်တဲ့အကြောင်းအမေရိကန်သမ္မတအင်ဖြူတော်ကကြာတာပတိနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီအစိုးပြုတ်ချက်ပေါ် Hamas အဖွဲ့ဘက်ကတရားဝင်တုံ့ပြန်မှုကိုစောင့်ဆိုင်းနေကြောင်းအင်ဖြူတော်ကဆိုပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကသူ့အနေနဲ့အမေရိကန်ရဲ့အစိုးပြုတ်ချက်ကိုလက်ခံကြောင်း Israel ဒါဇာခံတွေရဲ့မိသားစုတွေကိုပြောကြားခဲ့ပါတယ်။ အသက်ရှင်နေသေးတဲ့ Israel ဒါဇာခန်10ဦးနဲ့ဒါဇာခန်18ဦးရဲ့ရုပ်အလောင်းတွေကိုဟမ်မတ်ဘက်ကပြန်လည်လွှဲပြောင်းပေးမယ်ဆိုရင် Israel ဘက်ကရက်60ကြာအပြစ်ခတ်ရက်ဆဲရမယ်လို့ American ရဲ့အဆိုပြုချက်မှာပါရှိပါတယ်။ဒါအပြင် Israel ဘက်ကဖမ်းဆီးထိန်းသိမ်းထားတဲ့ Palestine အကျဉ်းသားတွေကိုလည်းပြန်လွှတ်ပေးရမယ်လို့ပါရှိပါတယ်။ American ရဲ့အဆိုပြုချက်မှာစစ်ပွဲအဆုံးသက်ရေးကဲ့သို့အဓိကတောင်းဆိုချက်တွေမပါဝင်ဘူးလို့ Hamas ဘက်ကဆိုပါတယ်။ ဟာမတ်အဖွဲ့ကသူတို့အနေနဲ့တင့်တော်တဲ့အချိန်အတွင်းတုံ့ပြန်သွားမယ်လို့ပြောပါရယ်။ဟာမတ်အဖွဲ့ရဲ့တုံ့ပြန်ချက်အပေါ်အစ္စရေးအစိုးရဘက်ကတရားဝင်မှတ်ချက်ပေးတာတော့မရှိသေးပါဘူး။ရန်ကုန်ဈေးကွက်မှာအခောက်ရှည်တစ်ကြက်သားကို86သိန်း4000ကျပ်နဲ့ဈေးဖွင့်ထားပါဗျ။ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးဒဝယ်မှာအခောက်ရှည်ဈေးဟာကြက်ရောင်းကြက်ဝယ်ဈေးဖြစ်နေပါဗျ ထိုင်းဘတ်ငွေလဲနှုန်းကတော့တပတ်လုံးညင်နေပြီမြန်မာငွေတသိန်းကို855ဘတ်နဲ့ဈေးဖွင့်ထားပါရရှင်အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေကပ်ဘေးအမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပြလိုက်ပါရရှင်